မင်္ဂလာပါအဲ့ဒီနေ့ကျွန်တော်တို့ basic speaking လေးတွေလေ့လာကြည့်ရအောင်အဲ့ basic တမားတွေအတွက်တည်တံ့ပေါ့နော်အဲ့ဒီနေ့ကို7 minute အချိန်ပေးပြီးတော့လေ့လာကြည့်နံပါတ်1 text or တလောက်ပါပဲလို့ပြောတာ now no problem ရပါတယ်ကိစ္စမရှိပါဘူးလို့ပြောတာ never mind အဲ့လိုလေသုံးတယ် now promise me ငါ့ကိုကတိပေးလို့ပြောတာပေါ့နော် now တခု make decision ဆုံးဖြတ်ချက်ချတာကိုပြောတာ remake နဲ့ပတ်သက်ပြီးတခံပြတင်ထားတာလည်းရှိတယ်။ remake အသုံးအနှုန်းတွေလည်းအများကြီးရှိတယ်။တခံပြလေ့လာကြည့်ပါနော်။နောက်တစ်ခု get back နောက်ဆုံးလို့ပြောတာ။နောက်တစ်ခု go home အိမ်ပြန်တော့လို့ပြောတာပေါ့နော်။နောက်တစ်ခု eat in ရ eat in ဆိုတာအိမ်မှာချက်ပြုတ်စားတော့တာကိုပြောတာ။ရ special thanks ကျေးဇူးအထူးတင်ပါတယ်လို့ပြောတာ။နောက်တစ်ခု eat out အပြင်မှာသွားစားတာ။ဆိုင်မှာသွားပြီးစားတာကိုပြောတာ။ရ eat in ရဲ့ eat out ရဲ့နှစ်ခုတွဲပြီးအမှတ်ထားပါဘောနော်နောက်တစ်ခု be careful ကယူဆိုင်ပါလို့ပြောတာနောက် be patient စိတ်ရှိပါသီးခံပါလို့ပြောတာနောက်တစ်ခု not now အခုမဟုတ်သေးဘူးလို့ပြောတာအမြင်သွားတော့မှလာပါဘောနော် not now အခုမဟုတ်သေးဘူးအဲ့ဒါကိုပြောတာနောက်တစ်ခု come back ပြန်လာခဲ့လို့ပြောတာနောက်တစ်ခု anytime အချိန်မရွေးပဲလို့ပြောတာနောက်တစ်ခု what happened ဘာဖြစ်တာလဲလို့ပြောတာနောက်တစ်ခု keep talking ဆက်ပြောပါလို့ပြောတာအဲ keep နဲ့ပတ်သက်ပြီးလဲတခမ်းပြတင်ထားရှိတယ် keep အသုံးနှုန်းတွေလည်းအများကြီးရှိတယ်လေ့လာကြည့်ပါနော်နောက်တစ်ခု keep going ဆက်သွားပါလို့ပြောတာနောက်တစ်ခု turn left ဘယ်ဘက်ကို꿰တာကိုပြောတာ turn right ညာဘက်ကို꿰တာကိုပြောတာပေါ့နော် now enjoy yourself ကြောရှင်ပါစေလို့ပြောတာအော်ဒါလေးက basic speaking လေးတွေအရင်လွယ်တယ်လေ့လာရတာအော်ဒီနေ့ကို7 minute လောက်အချိန်ပေးပြီးတော့လေ့လာကြည့်ပါနော်